သစ္စာဗျာတရားတော့ဟာနောင်ဘဝမှာအကျိုးပေးတဲ့တရားမျိုးလည်းမဟုတ်ဘူးနိဗ္ဗာန်ကိုကြီးပဲပို့တဲ့တရားလည်းမဟုတ်ဘူးလူချင်းသူတွေအတွက်နိဗ္ဗာန်နဲ့ဖွင့်ထားတယ်နိဗ္ဗာန်မသွားခြင်းသေးဘူးနော်ဒီဘဝမှာပျော်ပျော်နေခြင်းသေးတယ်ဆိုတဲ့ပုဂ္ဂိုလ်လည်းပျော်စေရမယ်သစ္စာဗျာကိုဘုရားလက်ထက်ကလေးကရှောက်တာရှိတယ်ရှင်ဗျာတဲ့ တပည့်တော်ကစီးပွားဥစ္စာတိုးတက်ပြီးရွှေငွေပြည်ပြည်စုံစုံနဲ့ตาနဲ့သမီးနဲ့မိသားစုပျော်ပျော်နေချင်တာတဲ့နေကမတော်ချင်သေးဘူးနော်နေကမတော်ချင်သေးဘူးတပည့်တော်ကမိသားစုနဲ့ပျော်ပျော်ကြီးနေချင်တယ်ပျော်ပျော်နေပြီးတော့တည်တဲ့အခါလဲကောင်းရသူတွေကိုရောက်ချင်တယ်အဲ့ဒီတရားမျိုးရှိပါသလားရှင်းဟောတော့မှာ အဲ့တရားမျိုးတွေရှိတယ်ဆိုပြဟောတာနော်ဒီဘဝချမ်းသာဖို့တရားနဲ့နောက်ဘဝချမ်းသာဖို့တရားဆိုပြီးပြက္ခပစ္စတုတ်လို့လည်းခေါ်တယ်အဲ့တုတ်အဲ့ဒီတုတ်တယ်မှာမြတ်စွာဘုရားဟောတာလားရှင်ဘဝဥစ္စာတုတ်တယ်ပြီးမိသားစုဘဝမှာပြောပြောနေခြင်းနဲ့ဆိုရင်မြတ်စွာဘုရားကတမ္ပရာတရား၄မျိုးဆိုခေါ်လိုက်တယ် ဥဋ္ဌာဏသမ္ပရာမင်းအလိုကြိုးစားတယ်။အရခသမ္ပရာမင်းရှာထားတဲ့ပစ္စည်းတွေအလေလွတ်မရှိအောင်ထုံးကြောင်းထိမ့်သိမ့်ဆော့ဆော့။တမသီဝိတာအာမြတ်မြတ်တတဝိငွေထွန့်ငွေမြတ်မြတ်တတအသုံးပြုကလျာဏမိတ်တတကုကျင်တရားကောင်းတဲ့မိကောင်းဆွေကောင်းတွေနဲ့ အတူတကွနေထိုင်လို့ဆိုဒါဆိုရင်ဒီဘဝမှာချမ်းသာတယ်မင်းတို့ချင်းနဲ့ပျော်ရွှင်ချမ်းမြေ့မှုတွေထာဝရရနိုင်တယ်လို့သူပြောနော်အေးဒီဘဝလည်းပျော်ရမယ်နောက်ဘဝလည်းချမ်းသာခြင်းနဲ့ဆိုဘာလို့အောင်လဲမင်းနောက်ဘဝအတွက်ကြာရှင်ကြည်ချက်ရှိရမယ်ကိုလုံးတဲ့လုပ်ငန်းပေါ်မှာရှင်ကြည်ချက်ရှင်ကြည်ချက်ဆိုတာအတက်တယော ကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်ဆိုတော့ကံကံဟိအကျိုးယုံကြည်တဲ့အတ္တတယောဖြစ်မှုကောင်းတဲ့အလုပ်ပေါ်မှာစိတ်ဝင်စားမှုဆိုတဲ့တတ်တာကိုချင်းတရားကောင်းမှုဆိုတဲ့သီလကိုယ်သာသုံးမယ်ဆိုတဲ့ခြင်းမြောင်းနဲ့ဝန်တိုတဲ့သဘောတရားမရှိသေးပဲနဲ့ကျင်နရစီတီအားလုံးနဲ့မြတ်မြတ်တတနေထိုင်မယ်ဆိုတဲ့ ရှည်ရောတဲ့စိတ်ကလုံးတင်နာနဲ့မလုံးတင်နာခွဲခြားသေးတယ်ပြင်ညာအဲ့ဒီတတ္တာသီလစာကပြင်ညာဆိုတဲ့ဒီတရားငါမျိုးမင်းရင်နဲ့နှလုံးထဲမှာအခိုင်အမာတိဆောက်ထားပြီးဆိုရင်တမလုံးဘဝမှာလည်းကောင်းတူတူပြီးပုံရောက်တယ်အဲ့တော့ဒီဘဝမှာကြီးပွားခြင်းလဲဆိုရင်အခြေခံ၄ချက် နောက်ဘောဟာချမ်းသာခြင်းနဲ့ဆိုရင်အခြေခံတရားလေးတွေဒါအကြောင်းတရားလေးကိုမြတ်စွာဘုရားဟောတာနော်